စကိုင်းမြို့စကိုင်းတောင်ကျင်းမှာရှိတဲ့ဇင်နောဒရပရိယတ်တိစာတင်တိုင်းမှာငလင်တန်းကြောင့်သုံးထပ်ဆောင်နှစ်ဆောင်ပြိုကျပျက်စီးခဲ့ပြီးတန်ငါဆက်တပါပြန်လည်နှုံမှုခဲ့တယ်လို့သိရပါတယ်။မြေဆက်ရှိရတော့ကနော်2020ပါနော်။တဲ့မြားပြည်နဲ့တနာကြီးထိုးကန်ပြီးတော့မှာဖြစ်တာပဲနော်။ခုံကြီးထင်ကတော့2မိနစ်3မိနစ်တော့ကြာလိမ့်မယ်လို့ထင်တယ်။ကြောက်ကြနာနေဆိုတော့အတိကျတော့မသိဘူး။ဟုတ်ပါဘူး။နော်။အဲ့တော့ မြင်ရတဲ့ပျက်စီးတဲ့မြင်ကွင်းကတော့အခုဒီကတော့မြင်တဲ့အတိုင်းပဲပျက်စီးတဲ့မြင်ကွင်းကနော်အဘုန်းကြီးတို့အဲဘောဘယ်ဘုန်းကြီးတို့စတဲ့တဲ့ကတန်ဃာကြီးကဆွဲထုတ်ပြီးပြေထားတာကဆလိငါးပါးလောက်ရှိတယ်တိကြိုက်တန်ရာရတဲ့အတိကြိုက်တန်ရာရတဲ့ပုံကိုယ်တွေကိုတော့ဘုန်းကြီးတို့စာတင်တဲ့တန်ဃာတွေကကျိုးစားပြီးတော့ခဲခဲ့တယ်ဆလိငါးပါးဆေးပို့နိုင်တယ်နော်အဲခုနကတေးဆုံးတာက7ပါး ဆရာဝန်2ပါပါတယ်ပြီးတော့ကြတော့ရဟန်းတော်6ပါပါတယ်ဝင်လေး3ပါပါတယ်အဲ့ဒီသူတို့ကိုတော့ခွေးတို့စကိုင်းခရိုင်မိဒတ်နဲ့ဓမ္မ33ကလာပြီးတော့ထုတ်ပေးသွားတယ်3ရက်လောက်ထုတ်ရတယ်အဲ့ဒီချိန်မှာကဘုန်းကြီးတို့တာမဏိကျော်ကြီးကဇာမွေးဖြေနေတဲ့ချိန်ဘုန်းကြီးတို့ကျောင်းထဲမှာတာမဏိကျော်တွေကတရင်တိုင်းတရင်တိုင်းဟုတ်ဦးနေတိုင်းဇာမွေးရှိတယ်အဲ့ဒီဇာမွေးဖြေနေတဲ့ချိန်မှာ ဖြစ်တာအလုံးတကယ်ဟိုကလေးလေးတွေကတော့ဟိုနားနေတဲ့အချိန်ပေါ့ကလေးတွေနားယူနေတဲ့အချိန်ပဲရန်ဂျန်နဲ့ရန်တန်ဃာတွေနားယူနေတဲ့အချိန်မှာဖြစ်တာအခုနငါတာမတိကျော်ရီကတော့သူကစမွေးဖြေးနေတဲ့အချိန်ဖြစ်တဲ့အတွက်ပြည်လွာဆင်းနိုင်တယ်ဒါမှအန်ဒီအမရှိဘူးဘလို့ပြောရတော့ခုအန်ဒီရှိတာကအဲပထမပြန်ဟောပေါ်ရဟန်းတော်တွေနဲ့ မူလာဒံကမူဂျူကကွင်လေးတွေပဲအန်တီဖြစ်တာပဲထိခိုက်ဒဏ်ရာရတဲ့တန်ကအပါ20ကျော်ရှိပြီမန္တလေးစင်းရုံကြီးမှာကုသမှုခံယူနေတယ်လို့သိရပါဗျ။ဧပြီ3ရက်မနေ့ရှင်းနိုင်ရဲ့အချိန်အထိကောက်ရရရှိတဲ့စင်းရင်တွေအရတနင်္ဂနွေလုံးအတိုင်းတာနဲ့ငလင်တန်တင်းခဲ့ရတဲ့ဒေတာတွေအားလုံးမှာငလင်ဘေးတန်ကြောင့်တည်ဆုံးခဲ့ရသူ385ဦး၊ဒရာရရှိသူ4915ဦးနဲ့ပျောက်ဆုံးနေသူ341ဦးရှိတယ်လို့သိရပါဗျ။